မင်္ဂလာပါဗျာဒီကနေ့ကသာနာနှစ်2562ခုနှစ်လူတော်ကကောသတက်ကြေ1389ခုနှစ်ဟုတ်ပါ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 ဟုတ်ခဏလေးတကယ်ကြီးမအင်တာဗျူးလို့မလို့အေးဒီဘယ်လာလဲကဲဘယ်ဖွင့်လဲလားအော်ဆွာလည်းမပတ်တယ်ဗျာ။အော်ကောင်းတယ်။ကောင်းပါဗျာ။အော်ကောင်းတယ်ကောင်းတယ်ကောင်းတယ်။ပြီးတော့ဗုဒ္ဓဘာသာဗျာ။အော်။ပန်းပြုတ်လက်မှာတပြီတော့ခွင်းပြုတ်လာ။ဟမ်။ပန်းပြုတ်လက်မှာ။အော်။ ဩပန်မျိုးနဲ့ဟုတ်တယ်တိတယ်ဥပြုံကောင်းကောင်းတိတယ်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီဟိုမှာဒီစောတောင်းနေဖိတ်နေတယ်ဖိတ်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 တယ်အဲဘုရားဥက္ကရာဆရာတော်ကြီးလာတယ်မာနာဆရာမာနာဆရာတော်ကြီးလာတယ်ပထမမနေ့ကလာတယ်မဟာနာအင်းအင်းအင်းမြင်းညောင်တန်လင်းမြင်းညောင်ဆရာတော်စန္ဒီမဘီဝန်တ ဆရာကြီးလာမှာစိုးလို့ပြောတပြီတော့ထွက်ပြေးမလို့နိုင်တော့ပြေးမှာပဲဗျာဟုတ်လားတူပြီးဖမ်းလိုက်ရပါတယ်နဲ့ကဲကောင်းပါရဲ့ခိုင်ရတယ်ခိုင်ရစကားလေးကောင်းတာဖွဲ့ပြီးတော့ဒဲပြောတတ်တယ်ဗျာဟုတ်ပြီဟုတ်ပြီဟုတ်ပြီတော့သူ့နဲ့ဒဲပြောတာဟုတ်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 ရေဒီနေ့ရောထောင်380ကုဋေကစုံလာစမ်း7ရက်နေပါတဲ့ဒီနေ့9ရက်နေ့မှာ10ရက်နေဒီချင်းပါတဲ့ ပြင်းနိုင်ငံဟိုချီမင်းမြို့မှာဗီဇာကြေးဆိုပြီးတော့ကဆုံလာပြီဗုဒ္ဓနေ့ကိုဗီဇာဒေးဆိုပြီးတော့ဝိတာခာနေ့ဆိုပြီးနေ့ကျင်းပရပါတယ်အဲမှာဥစဉ်လည်းတဘာဝရည်တာဆရာနဲ့အတူဒီမှာတရားစကတ်နေဖွင့်မှုလိုက်လာရင်တရားကြောင်းလေးတွေပြောရင်ရောက်လာကြတာအခုဆိုရင်ဥစဉ်တို့၂ယောက်ကပ်ပြီးအေးစီပြောမလို့သာပြည့်တတ်တယ်စုံနေတယ်ကဲကောင်းပါပြီရှင်ဗျာ အခုဒီဗီဇာဒင်းနဲ့ပတ်သက်လို့ကနေ့အစီအများဘာတွေဆွေးနွေးခဲ့တယ်ဘာတွေပြောပြတယ်အဲ့လိုနည်းနည်းပြောပြပါလားသူကတော့ဒီစိတ်ငြိမ်းချမ်းရေးရနေကမ္ဘာငြိမ်းချမ်းရေးပေါ့ဒီမှာပြီးတော့အတူတူစုပေါင်းပြီးတော့အလုပ်လုပ်ကြဖို့ပေါ့အင်ပြေအောင် အဲ့ဒီအရင်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာပေါ့လေဟုတ်ဟုတ်အဲ့ဒီမှာပြီးတော့ကိုတော့ဒီဘက်က BNN တန်ခါအဖွဲ့ကြီးကဒီစပီကာတူအနေနဲ့ပါပေါ့လေဒီကိစ္စတွေဝင်ပြီးတော့ဆွေးနွေးစီကျင်တာပေါ့အဓိကတော့တရားတရားတော်တွေပေါ့ဝိပဿနာကိုစာတင်ကျောင်းတွေမှာ ဟာအသုံးချမှုပေါ့လေပညာရေးစနစ်မှာပါတွဲသုံးမှုပေါ့နေ့စဉ်ဘဝထဲမှာတော့လူတွေကအားထုတ်နေကြတယ်တပြီတော့တရားတွေနဲ့အားထုတ်တာလည်းများကြတယ်ပေါ့နော်အခုကတော့ကျောင်းနေမှာပါတရားဝင်သင်ကြားပေးဖို့ဆိုတဲ့သဘောမျိုးပေါ့စာတွေ့နဲ့လက်တွေ့ကိုပေါင်းဆက်ပြီးတော့သုံးချပေါ့အဲ့လိုမျိုးကြီးပဲတော့တပြီတော့ဟိုဒီ ENN တန်ခါအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကိုလည်းတက်ရောက်ဖို့ဖိတ်တယ်လေ။အဲဒီထဲမှာလူပိုင်းဆိုင်ရာတွေရောခွန်ကြီးပိုင်းဆိုင်ရာတွေဒီအတွားနဲ့အလုပ်လုပ်တာတွေရောပေါ့။နာမည်ကြီးတဲ့ပုံစံတွေပေါ့။ပညာရှင်တွေပေါ့။အဲအဲ့ဒါတွေနဲ့ပတ်သက်တဲ့အစည်းအဝေးတွေပါဒီလိုကတက်ရတာပေါ့။အဲလိုတက်ရင်းနဲ့ခုဒီဘွဲကိုပါတက်ဖြစ်သွားတာပေါ့။တက်တော့လေသူတို့ဘက်ကလည်းဒီနန်တန်ဃာဘက်ကဒီနန်နိုင်ငံအတွက်ပါဒီလို ကူးဆောင်ပြီးတော့ကျင်းပတဲ့ပွဲမှာဝင်ပြီးတော့မှဟိုပေါ့ပြည်စုံသွားနေကြတာပေါ့နော်လက်တွေ့လက်တွေ့အဲအလုံးလုံးနေတဲ့တန်ခါတော်ဟာနေပြည်တော်တော့ရိတ်တာလာတာလေဒီမှာစာတက်ပြီတက်တယ်များတယ်လေအဲ့တော့တပည့်တော်နေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းတပည့်တော်ကဝင်ပေါင်းမှသူတို့ကလည်းရိတ်တာရောက်လာမှာပေါ့တပည့်တော်ကရိတ်တာကနေ ာတင်ကြောင်းဒါလည်းဗုဒ္ဓတက္ကသိုလ်ပဲလေစာတင်သားတွေစီကိုသွားစာတင်သားတွေကရိတ်တာလားအဲ့ဒါနဲ့ပဲစာတွေ့လက်တွေ့ပေါင်းဆက်ပြီးတော့လုပ်ဖို့ပါအဲ့လိုမျိုးတော့ပြီးတော့နားလည်ပါတယ်ဒီမှာပြရိယသီလောက်ကတော့ပြည်နယ်ကအဲထေရဝါဒကအားနေပြီးတော့ဟိုမဟာယာနအများတယ်ထေရဝါနအလုံးထဲမှာလည်းထေရဝါဒသူစံစရာတော်ကြီးကအစာရှင်ပြောင်းအားကိုးပြီးတော့အဲထေရဝါဒထဲမှာရှင်များဟာပြည်နယ်နိုင်ငံသားတယောက်တူအဲအားကိုးလာတော့ အရှင်မြတ်ကိုလည်းပြည်နိုင်ငံကိုစားပြုထေရဝါဒအနေနဲ့ကြောက်ခိုင်းတဲ့သဘောပေါ့မှန်ပါတယ်ဗျာဆိုတော့အခုလို့အဲပြောလာတဲ့အထက်မှာလည်းအရှင်မြတ်နဲ့အဓိကပြောခဲ့တာဘဝတမိုင်းကိုပြောခဲ့တာလားဟိုဘာဟုတ်အချိန်ကမ်းပြီးအရှင်မြတ်ရှင်းပြခဲ့တယ်15မိနစ်10မိနစ်ရတော့ဒီတရားပြလို့ဟိုတရားအားထုတ်လို့တရားဟောလို့ပေါ့နော်တရားစခန်းနေဖွင့်လို့ရိဒါတွေဖြစ်လာပြီးတော့ ဲဒီရိတ်တာတွေဖြစ်လာတာလဲတခုနခုမဟုတ်ဘောရာနဲ့ချီပြီးတော့ပြည်တွင်းရောပြည်ပေါ်ဖြစ်လာတာတရားဒါဒီတရားဝိပဒနာရဲ့စွမ်းအားပေါ့ဒီစွမ်းအားကြောင့်အဲဒီလိုတော့မှာတရားမထုတ်ခင်တော့တဦးတည်းအထီးကျန်နေရနေပေါ့နော်မိသားစုနဲ့ဝိပနဲ့ပါအိမ်ကနေထွက်လာခဲ့တဲ့ဟိုပါလေဟိုကမိမိရဲ့ဒီလိုရဲ့မတိမှုနဲ့ဆွဲလန်းမှုတွေကြောင့်ပေါ့တရားထုတ်လိုက်တဲ့အခါမှာ ဒီသားစုနဲ့ရောအငယ်ချင်းတွေရောဆွေမျိုးတွေရောအားလုံးပြန်ပြီးတော့အတူတူနေဝိုင်းလို့ဝိုင်းစားဆိုတဲ့အခြေအနေမျိုးပြန်ပြီးတော့ပေါင်းစည်းမိသွားတာကဒါဒီတရားကြောင့်ပေါ့လေဒီတရားအမှန်သိမှုနဲ့အစွဲဖြုံမှုစွာတွေကြောင့်ဆိုတာရောဒီပြီးတော့လက်တွေ့တက်တည်ပြတဲ့အနေနဲ့ရှင်းပြတာပါဗျာဒီလိုလောက်ကြမယ်ဆိုရင်ဒီပြီးတော့ငိမ့်ချမ်းကြီးကပ္ပငိမ့်ချမ်းကြီးဆိုတာလေဒီပြီးတော့ကတော့ဟို ရောက်တဲ့နေရာမှာမငြိမ်းချမ်းတဲ့နေရာတွေမှာလက်တွေ့ကြကြပါတော့တရားရိပ်တာတွေသွားပြီးခွင့်နိုင်ခြင်းအဖြစ်ဒီတရားတွေကဒေသခံတွေနဲ့ပတ်သက်သွားပြီးတော့အဲဒီကလက်နက်ကင်ဖွဲ့စည်းခေါင်းဆောင်တွေနဲ့ပါပတ်သက်လာပြီးတော့အားလုံးအတူတူခုလိုမျိုးဒါတရားနာလို့ရမယ်စုပေါင်းပြီးတော့ဆွမ်းစားလို့ရမယ်ရိပ်တာမှာအတူတူနေလို့ရမယ်ပေါ့ရင်းနှီးသွားမယ်ပေါ့ပြီးတော့ ဒီကိုယ့်ရဲ့အားနည်းချက်တွေသူ့ရဲ့အားနည်းချက်တွေအပြစ်တွေကိုဒီကံခွင့်လွှတ်ပြီးတော့မှဒီလိုသူ့ပေါင်းပြီးတော့ကောင်းမှုကုလို့လုပ်ပြကြမယ်ဆိုတဲ့လက်တွေ့ကြတဲ့နီလန်းကိုဆက်ပြတာပါဗျာအချိန်မရတော့ဒီတော့ရလောက်တော့ပြောပြပါတင်ပါဗျာအခုဆိုရင်အဲဒီတော့လည်းလိုက်လာတော့အခုတရားစကန်တစ်ခုလည်းပြီးသွားပြီပေါ့ဒီတရားစကန်တစ်ခုရဲ့ပြီးတဲ့ပုံမှာအရှင်များနေနေဘလို့များအမြင်သုံးတတ်ရလဲယောဂီတွေအနေနဲ့ရောအရှင်များပြတ်တဲ့တရားပုံမှာပေါ့လေ ယောဂီတွေကတော့တော်တော်ခြေနဲ့ကြပါတယ်ဗျာဟိုတကယ်အမေးဖြေဒီမှာပေါ့နော်အေးတပည့်တော်မြင်တာလဲဟိုတရားပြတဲ့ဆရာအေးကြတယ်ဟိုတရားနီးလန်းစနစ်ပြတာတဲ့အဲ့ခုနလိုအမေးဖြေတွေကိုပို့ပြီးတော့စိတ်ဝင်စားကြတာများတယ်ဘာကြောင့်อืมတမတမတမဟောတဲ့တရားကသူက public ကိုခေါ်တာဆိုတော့လေဒီတိုင်းကိုခေါ်တာဆိုတော့ဒီမှာဒီဒီရှုံုံမီးခေါ်တာမျိုးဆိုတော့ဒီမှာ ဒီဟိုအလိုမျိုးပေါ့ဘုရားရှင်ပရိနိဗ္ဗာန်ဆံဃာကြီးမှာဝရဓမ္မသင်္ခါရအပ္ပမဒိနာတမ္မဒိတာဒါခြုံဟောလိုက်တာလေသင်္ခါရတရားတွေကမမြဲဘူးဒါအောင်မမေ့မပြောတဲ့ဂတိနဲ့ရှုမှတ်နေရပါဆိုတာအဲ့လောက်ပြောရင်လည်းတော့ဘယ်နားလဲပါမယ်နော်မိခုနေကြတော့သူတို့ဦးချင်းစီရဲ့အကြောင်းတွေပါသူကသူတို့စီကပြန်မေးမြန်းပြီးတော့မှပြီးတော့အနာနဲ့ဆေးနဲ့တဲ့အောင်ဥဒပေးတဲ့ဘောဆိုတော့အဲ့ဒါတွေကပို့ပြီးတော့ထိရောက်တာပေါ့သူကခြုံငုံပြောတာကြတော့ သူတို့နဲ့ပတ်သက်မှုနည်းနည်းနဲတယ်လို့မျိုးဖြစ်နေတာပေါ့နော်သူတို့တိတ်နားမလည်နိုင်ဘူးပေါ့သူတို့ဓာတ်ရိုက်ပြောမှသူတို့နားလေတဲ့ဥပမာတွေနဲ့ခြားပြမှနားလေမှာဆိုတော့အဲ့လိုပြောတာကျတော့အချင်းတော်ကြာပါလေဗျာစိတ်သမားတွေရော အသေးအံယောဂါတွေရောအခုစဉ်တေတေတော့မဲ့ယောဂါမျိုးပေါ့နော်အဲ့လိုမျိုးတွေအစားနေအဲဒီရှင်းရခက်တဲ့ပြဿနာတွေပေါ့အဲ့ဒါတွေကိုယူရတော့တထိုင်နေနေကိုသူတို့စိတ်ချနေလောက်အောင်ရှင်းပြပေးနိုင်တာပေါ့တထိုင်ကဒီတရားစကန်ရက်သေးပါတော့ လေးခုနေကိုတချို့လဲနှစ်ချိန်သုံးလေးချိန်လောက်မင်းမြန်ပြီးတော့ဟုတ်ပြီအချိန်ပြန်မင်းအချို့လည်းမိကုန်းတစ်ခုတည်းနဲ့ပဲအပြည့်တစ်ခုတည်းနဲ့ရှင်းနေကြတယ်အဲ့ဒါတော့ဘယ်တော့အားရစရာကောင်းပါလဲဒီတော့လေတောက်လျှောက်ကဒီလိုလှုပ်လာကြတော့လေတဖြည်းဖြည်းနဲ့တော့ဒီရဲ့အထာကိုလည်းတိလာတယ်လို့ပေါ့တပြည့်တော့အကြောင်းကိုလည်းသူတို့ကတိလာကြတော့ရေရှည်မှာအဆင်ပြေတာပေါ့ဗျချင်းချင်းတော့မရဘူးဟုတ်တယ်ရှင်များဒီမှာမျိုးလေးချခဲ့တာဘလောက်ကြာသွားပြီလဲ ဆယ်နှစ်ကျော်ပါပြီဗျာဒီ2000ခုနှစ်လောက်ခဲ့ဖြစ်မယ်ဆယ်လောက်လျှောက်ကဟိုဆယ်လောက်လျှောက်ကဟိုကိုဗစ်ကာလမှာပဲပြတ်သွားတာပေါ့နော်ကျန်တာတွေကတော့လောက်လျှောက်နှစ်တိုင်းနီးပါးကိုကြွပြစ်ပါတယ်ဗျာဒီနှစ်ကိုတစ်ချိန်မရှိဘူးအဲ့တော့လေကြာတဲ့အခါကျတော့လေတကယ်မိသားစုမျိုးကောင်မောင်မဆေးမျိုးလိုဖြစ်သွားတာ။ယင်းဒီမှာပြတယောက်ချောင်းတယောက်ကအလိုပေါ့နော်။မြန်မာများတော့ပုဂ္ဂိုလ်ခင်မင်မှုပါဖြစ်လာတော့ ်တယောက်ရဲ့အထာကိုလည်းတယောက်တိသွားတော့အတူတူ ပေါင်းလို့ရတာအဆင်ပြေသွားတဲ့သဘောပါဘုရားပဲဖြစ်ပြီးအဲ့လိုလိုမြမယူမာလည်းအဲ့တိုင်းပါပဲဘုရားလည်းဆိုရင်ဒါဆရာတစ်ပည့်အဆင်နေမဟုတ်ဘူးနော်ဘိဗတာမီမိသားစုအဆင်လိုမျိုးပါဖြစ်လာကြတာအကုန်လုံးကဒါပြောမနာဆင်မနာပေါ့အဲ့လိုမျိုးဖြစ်သွားတာအဲဒီလိုတည်တဲ့လောက်ဒီနေနိုင်ငံမှာတာနာပြုခဲ့တာမြန်မာနိုင်ငံဆရာတော်တွေလည်းတော်တော်များများရှိခဲ့မှာပေါ့ဗျာ ်ဦးနဲ့နိုင်ငံတော်အစ်စ်နေလဲရှိနေတယ်ဒါပေမဲ့အရှင်ပြားနဲ့ဝမ်လီပေါ့နှွေးတွေးနေတဲ့တဘောကတော့တော်လေးနူးနူးညံ့ညံ့တွေ့ရတဲ့အတွက်အဲ့ဒါကလည်းအရင်ဆရာတော်ကြီးတွေနဲ့ပေါ့ရှေ့ဆရာတော်ကြီးနဲ့အရှင်ပြားနဲ့ဘလို့ကွာဟပြီးတော့ဘာကြောင့်အဲ့လိုဖြစ်တယ်အောင်မြင်မှုပုံမှာအရှင်ဘလို့မြင်မိလဲရှေ့တော်ကဆရာတော်ကြီးတွေရှိမယ်ပေါ့ဗျာမာစီဆရာတော်ကြီးကအစအရင်တော့ဒီကိုလာပြီးတော့ဖောက်ဆရာတော်အစိုးအဲ့လိုပေါ့တာနာပြုတ်ခဲ့တဲ့ဆရာတော်ကြီးနဲ့ရှင်ရောအရှင်မြတ်နဲ့ ဘလူငန်းသုံးတက်မိလေကိုကိုကိုပေါ့တပြီတော့ဘာမှမမြင်ရသေးဘူးအချိန်တွေမှာသုံးတက်ရင်အကျက်ခတ်နေတာဖြစ်တဲ့အတွက်တရားကတော့ဖျားဟောတဲ့တရားကိုပြကြတာပေါ့နော်တမထန်းရင်းတော့ကြွာတာပေါ့ဒါပေမဲ့ဒီပြတော့ကတော့လူမှုရေးပြဒနာတွေကိုပါတရားနဲ့ဖြည့်ရှင်းတဲ့မျိုးကိုသင်ပြီးတော့သူတို့နဲ့ပိုကြိုက်တာပေါ့ဒီမှာမြန်မာပြည်လိုမဟုတ်ဘူးလေဒိတာများများမရှိဘူးဖျားဆန်းတွေအများကြီးမရှိဘူးမြင်နေတဲ့လူတွေကများနေတာ အဲ့တော့နေ့စဉ်ဘွားလည်းပဲကျင့်ရမယ်ဆိုတော့ဒီလိုတရားနဲ့အဲသူတို့နဲ့ကြတော့ပို့ပြီးတော့ကြိုက်တဲ့ဘောဖြစ်သွားပြီးတော့လည်းစီးပွားတစ်ဖက်နဲ့တရားထုတ်ခဲ့တာလေအဲဒီကလူတွေကလည်းစီးပွားတစ်ဖက်နဲ့တရားထုတ်နေကြတာဆိုတော့အနာနဲ့စေးနဲ့တဲ့သွားတဲ့ဘောမျိုးပေါ့အဲ့တော့လည်းချက်ချင်းနားမလဲပဲမြဲတဖြည်းဖြည်းနဲ့တော့နားလဲတဲ့လူတွေသတိတတာပို့ပြီးတော့များလာတဲ့ဘောပါဗျာအရင်ဆရာတော်ကြီးတော့တော်လေးယုံကြည်ကြတယ်ဒါပေမဲ့အရှင်ဖျားကြတော့တော်လေးအာကူရတယ်လို့သုံးတန်အပူကောင်းမနေတူ မှတ်ပါတယ်ဗျာသူတို့ကတော့ဖျားဟောတိုင်းကိုခြားပြနိုင်တာပေါ့နော်အဲမိုးကိုဆရာတော်ဘုရားကြီးနီးမဟာစီးနီးပေါ့အဲဒီပြတော့အကြတော့သူတို့ဟိုနီးလန်းနေမဟုတ်တော့ဘူးလေသူတို့လက်တွေ့ဘဝထဲမှာဘလို့စိတ်ထားရမယ်ဘလို့ဆုံးဖြတ်ရမယ်ပြဿနာတွေဘလို့ရှင်းရမယ်အဲအဲ့ဒါတွေကိုပါတကယ်အတိုင်းအမြင်ခံစမီတာစုဆရာဝန်လိုမျိုးပေါ့လူနာတွေအတွက်ဆိုရင်တော့အဲ့လိုပါဖြစ်သွားတာပေါ့ general အထွေထွေ မဟုတ်တော့ဘဲနဲ့ပြည်သားစုတရားပြဆရာလိုပါဖြစ်သွားတာပေါ့ဗျာအဲ့ဒါဒါလည်းအချိန်ကြာတော့မှဖြစ်တာပေါ့ချက်ချင်းတော့မဟုတ်ဘူးပေါ့ဒီတော့လည်းသူတို့အကြောင်းကိုဒေးလာရတာပေါ့ဗျာဒီတော့ဒီကအခုဟိုချီမင်းမှာဒီတရားစကန်ခုနှစ်ရပြီးတော့အခုဒီဗီဇာကလေးနဲ့တဲ့တဲ့ကျုံနေဒီမှာလည်းအရှင်များမြန်မာနိုင်ငံကိုစားပြုမဟုတ်ပဲရှင်များဗီယက်နမ်နိုင်ငံနေပြီးတော့ ထေရဝါဒဗုဒ္ဓဘာသာဘက်ကနေပြီးတော့ဒီနိုင်ငံကိုစားပြုလို့ပဲပြောရမလားဒီကဆရာတော်တွေနဲ့အဲဥဆောင်သူတွေကအရှင်မြတ်ကိုဒီလိုနေရာပေးပြီးတော့အားကိုးပြီးတော့သူတို့ကိုယ်တိုင်ပါဝင်ပါဝင်ပြီးတော့လုတ်ဆောင်တဲ့အပေါ်မှာအရှင်မြတ်နေတော့ဗာမြန်အထူးပြောစရာရှိသေးတယ်ပြီးတော့ကတော့ဒါကတော့နိုင်ငံတော်အဆင့်ဖြစ်သွားတာပေါ့နော်ဘယ်ရပဲဆက်စားပါ စပြီးတော့ရင်တော့တခြားကိုလည်းပြန့်သွားမယ်ဆိုတာသိတော့တဏှာကစပြစ်တာပဲပြီးတော့ဝမ်းတာပါလေဗျာမြန်မာပြည်ကမစလေဗီယက်နမ်ကစမြန်မာပြည်မှာကျတော့အောက်ခြေကစတာဒီလိုอ่ะဒီမှာကျတော့အောက်ခြေကလည်းစတာပါစာရင်းထဲမှာခုကတော့ဟိုတကယ်နိုင်ငံတော်အဆင့်လူပုဂ္ဂိုလ်တွေပေါ့အဲဘုန်းကြီးတွေနဲ့ပါပတ်သက်သွားတော့အဲ့ဒါလည်းတနိုင်ငံကနေတစဉ်တခြားအခုစဉ်အိန္ဒိယကိုလွှဲလာတယ်အဲအခုစဉ်တိုင်ဝမ်ဘက်လွှဲမယ် ။နောက်မြန်မာပြည်ပဲလည်းအဲ့လိုမျိုးငွေလာမဲ့တော်မျိုးဖြစ်လာပါတယ်။အစိုးရဆိုတာတခုနဲ့တခုဆက်ဆက်နေကြတာပေါ့နော်အဲ့လိုပါ။အင်းအဲ့ဆိုရင်ဒီလိုထပ်ပြီးကျင်တာကတော့ပြောကျင်တာကအများကြီးအတန်မင်းဆရာရင်အားနေချက်ရှိတယ်ဒီလိုတော့လည်းစက်ကိရိယာမပြည့်စုံဘူးသူတို့ကတရားအကြက်ကိုအဲဗုဒ္ဓနိအခန္ဓာသိချာလောက်ထတာဖြစ်တဲ့အတွက်ဆက်လက်အများကြီးပြောလို့မရအောင်အခုဒီလိုတော့ဘီနန်ဟိုချီမင်းပြီးဟန်ဝိုင်းကိုသွားမယ် ။ဟောင်းဟနွိုင်းမှာဘာတွေထပ်ပြီးစီစဉ်ထားသေးလဲ။ဘာတွေဆက်လုပ်မလဲ။ဟနွိုင်းမှာတော့တရားစခန်းစီစဉ်ထားတာက10ရက်တရားစခန်းတစ်ခုပါဗျာ။အဲ့ထဲမှာမှဂျားပြတ်ပြင်ဖို့စီစဉ်ထားတာလည်းနှစ်ခုလောက်တော့ရှိရလို့သိရပါတယ်။အဲ့ဒါတွေကတော့တကယ်အလုတ်လုတ်တဲ့အဖွဲ့တွေပေါ့နော်။နာမည် BNM မှာဆိုနာမည်ကြီးတဲ့ကြောင်းနေပါလေတရားရကမတွေရောက်ပါသူတို့ကပါပင့်ဖိတ်တဲ့တော့ဖြစ်သွားတာပါ ဓာတ်ပြအစီအစဉ်လေးတွေပုံပြီးတော့တိုးလာတာဟန်ဝိုင်းလုံးကြီးมาပဲပုံပြီးတော့ဘလောက်ရဲဆိုတာသူကလည်းတေချာသိမှာသူကဒီကနိုင်ငံရဲ့အတွင်းပိုင်းနေကြတော့ဒီတော့မသိဘူးလေမြန်မာနိုင်ငံအကြောင်းတော့သိတာပါရေနံကြတော့ဘသူကဘယ်လိုနာမည်ကြီးတယ်ဘလောက်ဩဇာရှိတယ်ဆိုတာတော့ဒီပြည်နယ်နေမှသိတာပါเนาะအဲ့တော့သူကလည်းကိုယ်တိုင်ကြုံမှပဲနားလည်မယ်တော့ဒါပေမဲ့အကုန်လုံးတော့ချိတ်ဆက်တာပါလေ တော်တော်ထူးခြားတဲ့ကြီးဖြစ်တာကိုပြီးရတာအခုလိုမျိုးပေါ့နော်ကြုံဘူးမှဒါဆိုရင်ဒါတော်တော်လေးကိုအကုန်ကြခံပြီးလုပ်တာဟုတ်တယ်ဟုတ်တယ်အခုလည်းမြန်မာနိုင်ငံဒီမှာအများကြီးပဲဒီတငနာကအဖွဲ့တွေရောအဲကမ္ဘာဘုရားဝါဒါဒါပေမဲ့နိုင်ငံတော့မစိုးဘူးလို့ပြောတယ်မှန်ပါကောင်းပါလေဗျာအများကြီးပြောလို့လည်းမရတော့ဘူးဒါအချင်းများနဲ့မြန်မာနိုင်ငံအဲတက္ကသိုလ်ကမာတွေကိုပြန်အထုပါပြောခြင်းသေးတယ် မပြရလဲမြို့လူကြီးတာနဲ့ပတ်သက်တာမှာဒီတရားဆရာနဲ့ပတ်သက်တာရောက်တရားလောက်ရောက်လာဆိုတော့လေဒါတွေကိုမြင်ခြင်းအပြင်အပိုင်းမြမပြပါလဲဒါမျိုးတွေလုံနိုင်မှုလုံနိုင်မှုစိတ်ထဲမှာဆန္ဒတွေပြင်းပြလာပြီးလက်တွေ့ဖြစ်စီကျင်တာပေါ့ကိုကိုနိုင်ငံလဲဒီလိုမျိုးတွေဖြစ်စီကျင်တာပါဗျာဟိုရုပ်တုပိုင်းမှာတိုးတက်လာတာပေါ့နော် ိသားတွေစတင်လိုက်တွေကတော့များပြီးတာပေါ့ဒီလိုကြီးကြီးကျယ်ကျယ်အခမ်းအနားပွဲမျိုးကြတော့အစိုးရရဲ့ဘန္ဒာကြီးဟိုဟာလည်းရှိသေးတာပေါ့ဗျာဓမ္မရဲ့ဓမ္မရဲ့ဒါပေမဲ့ဒါလည်းတကယ်လိုအပ်ပါတယ်ဗျာဒီတော့လာကြည့်ကဘာကိုဆွဲခေါ်လို့ရအောင်ရုပ်ထုပိုင်းတိုးတက်တဲ့ဗျာဒီလိုဆွဲခေါ်ပါရအောင်ကျေကောင်းပါပြီဆရာတော်နဲ့အခုဆွေးနွေးပြီးတော့ဦးဇင်းတို့အားတော့ကျင်းပါမယ့်ပွဲကြီးကိုတို့ဓာတ်ပုံတွေအမှတ်တရရိုက်ကြရင် ခန္ဓာတန်နေဆုံးတာတို့ဥစဉ်ဒီလောက်နဲ့ပဲရက်တန်းရက်လိုက်ပါတယ်ဓမ္မမိတ်ဆွေသူတော်ကောင်းတို့အနေနဲ့ဆက်ပြီးတော့တန်နေသမျှတင်းပြသွားပါမယ်ဒါလည်းဒီကနေ့မှတ်မှတ်ရရအပြည့်စုံတဲ့အချင်းကြောင်းပြောပြပြလိုက်ပါတယ်